အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Fat Boy and Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပီလာရပါတယ်ပေါ့နော်။အဲ့ဒါဒီနေ့မှတော့ကျွန်တော်လစ်ဗာပူးအသင်းကြောင်းပြောဖို့အတွက်လူလာခဲ့ပြီ။ လက်ပူသင်းကြောင်းရတာလက်ရှိမှာလက်ပူသင်းကတော့ဒါကျွန်တော်လာမယ်အဲတနင်္ဂနွေနေ့မှာတော့ဒါကျွန်တော်တို့အမှတ်တမှတ်ရရုံနဲ့ကျွန်တော်တို့သင်တဲ့အမှတ်တမှတ်တမှတ်တော့ပေးလိုက်ဗျာဟုတ်တယ်မဟုတ်တယ်မစပါဘူးချင်းတမှတ်ပေးလိုက်ဗျာဟုတ်တယ်မဟုတ်မလားအေးကမှာကျွန်တော်နိုင်ပြီတမှတ်ပေးလိုက်ကျွန်တော်တို့အမှန်တော့ပြောမှမဆိုဗျာတမှတ်ကတမှတ်ရရင်ကျွန်တော်တို့က73လောက်ရိတ်တမှာဗျာသိလားရရတာတော့တောင်းရတာလေဒီတွေနောက်တော့ ဲ့တော့လီဗာပူးတင်းတဲ့ခုတက်ရှိမှာဒါကျွန်တော်ပရီးမီးယားလိတိုက်တဲ challenge ပေါ့နော်ပရီးမီးယားလိဒါကျွန်တော်တို့စူဖလားကိုရဖို့အတွက်အရမတ်တမှတ်ပဲလူတော့တယ်အဲစပါနဲ့ပေါ်စမှာရမတ်တမှတ်ရတာနေကိုလီဗာပူးတင်းက2025 2026ပရီးမီးယားလိ champion ဖြစ်မှာဖြစ်ပါအဲ့တော့လက်မတ်တမှတ်ကနောက်ဆုံးလက်ရှိမှာဒါလီဗာပူးကပွဲဒါကျွန်တော်အားလုံးပေါင်းကျွန်တော်ဒါ ငါးဘွဲကြံသေးတယ်ဒီငါးဘွဲမှာဘယ်နဲ့အိုက်တမတ်ကဘလို့ပဲဖင်ကုန်းရှာရှာတွေ့ရတယ်မှာပါတော့လီဗာပူးဖလားဖြစ်သွားပြီပေါ့နော်ဒါဂျင်းစ်လိုလည်းမရဘီဒပ်ပူပြီးဂျင်းစ်ကလည်းမရှိတော့ကိုရီပြောရင်မလွဲတော့ဘူးဒီခေါက်တော့လီဗာပူးက2025 26ချန်ပီယံဖြစ်သွားပြီပေါ့နော်အဲ့တော့ပြောကျင်တဲ့သဘောတရားကအခုလက်ရှိမှာဒါကျွန်တော်လစ်ဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တို့ရက်သက်တစ်ပတ်မှာပေါ့နော်ဒါကျွန်တော်လာမယ့် ရတဲ့မှာဆူဖလာလေးရရမယ်ဆိုတဲ့ကြောင့်မလားလာမယ့်နေရာဒီမှာပါတီပြင်ဆင်ဖို့လို့မလဲအဲလီဗာပူးတည်နေတာကျွန်တော်ဒီနှစ်လိုပဲလာမယ့်နေရာဒီမှာလူမဝယ်ပဲထားလို့ရမလားဆိုတဲ့အခြေအနေတခုကျွန်တော်စဉ်းစားအဲအဲ့တော့လီဗာပူးကိုဒီနှစ်ပုံစံမှာဒါကျွန်တော်အကြောင်းစုံအကုန်လုံးပြောပြသွားမှာပေါ့နော်တခုတည်းပြောပြသွားမှာအကြောင်းစုံအကုန်လုံးကျွန်တော်ဒါဆွေးနွေးသွားမှာအဲလီဗာပူးတည်နေအခုအချိန်မှာဒါကျွန်တော်ကောလာဟာလာတွေရလက်ရှိမှာကြားနေတဲ့အာနူရဲ့ကိစ္စပဲအာနူအနေနဲ့အခုလက်ရှိလာကျွန်တော် Real Madrid အသင်းရဲ့နီးပြမတည်ငြိမ်မှုကသူ့ရဲ့ဒါကျွန်တော်တို့စာချုပ်အခြေအနေကိုပြန်ပြီးတော့နှိုးဆွပေးလိုက်တယ်ဆိုတဲ့ Kohler ဟာလိုက်ထွက်နေတယ်။ Kohler ဟာကတော့ rumors နော်။အဲလက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းစီကနေပြီးတော့ရာသီကုန်ရင်ထွက်ဖို့အတွက်ဒါတာဆူနေတဲ့အာ အာနုတရားအခုချိန်မှာတည်င်းရနည်းနည်းလေးပြန်ပြီးတော့ငြိမ်သွားတယ်လို့ပြောလို့ရတဲ့သဘောကိုရောက်လာခဲ့တယ်။အဲ့တော့ဘာလို့ငြိမ်သွားခဲ့လဲ။လက်ရှိမှာ Real Madrid အသင်းရဲ့နီးပြအသက်အခြေအနေပေါ်မူတည်ပြီးတော့အာနုကအသင်းပြောင်းခြင်းတယ်လို့ကြားသိရတယ်မှာပါတယ်။အခုလက်ရှိအခြေအနေမှာဆိုတော့အာနုအနေနဲ့ဒါကျွန်တော် Real Madrid ကိုပြောင်းရွှေ့မလားမပြောင်းရွှေ့မလားဒါကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဥစားရအခုချိန်ဒီမသေးကွက်သေးဘူး။လက်ရှိမှာဒါကျွန်တော်လူတွေကိုစိတ်ဝင်စားစေရတာကျွန်တော်တို့ မူဟာမက်ဆာလာအနေနဲ့ဒါအာလုံးနဲ့တူဒါဆော်ဖီကိုဒါကျွန်တော်မနေ့ကတင်ခဲ့တဲ့အတွက်ကြောင့်မို့လူတော်များတဲ့ speculation ဖြစ်ခဲ့တယ်။ဒီနေရာမှာထုံးရတိုင်းကျွန်တော်ဒါမက်မက်ရဘယ်လိုလဲမသိဘူးလား။ OS ကတင်တာလား Liverpool Forever Supporter လားကျွန်တော်ကျွန်တော်မှ Liverpool Fan Page Follow ထားတယ်။ဒါတော့ဒီသူကပြောတဲ့သုံးချက်ပေါ့နော်။ပထမတစ်ချက်ကဒါကျွန်တော်ဟိုနေ့ကအာနုကိုသွင်းထားတဲ့ဥစ္စာကိုခုမှဓာတ်ပုံထားတင်တာလား။သူတို့နှစ်ယောက်ရန်ဖြစ်ထားတဲ့ဥစ္စာဥစ္စာလူတွေကသူတို့နှစ်ယောက်ရန်မဖြစ်ဘူးဆိုတာပြကြင်တာလား။တတိယတစ်ခုအနေနဲ့ဒါကျွန်တော်ဘယ်လိုပဲစာချုပ်အစ်စ်ကိုဒါကျွန်တော်တို့မူဆာလာအနေနဲ့ဒါကျွန်တော်တို့ hint ပေးတာလားပေါ့။အဲ့တော့ ။စာချုပ်တင်တဲ့ပတ်သက်ပြီးဒါအာနုကိုတိုင်ကလည်းဒါသူ့အနေနဲ့ခင်ဗျားတို့မြင်မှသိမယ်ဆိုတဲ့ဥစ္စာမျိုးသူကပြောခဲ့တယ်။အဲ့တော့ပြောချင်တာစာချုပ်တင်တဲ့ပတ်သက်ပြီးခုချိန်လေးဘာမှမမသိကြသေးဘူး။ဒါပေမဲ့ဒီနေ့မှကျွန်တော်ထင်တာကတော့အာနုနဲ့လစ်ဗာပူးဆိုတာကအာနုနဲ့ရီယယ်မက်ဒရစ်ပေါ်ပူပြီးမူတည်လိမ့်မယ်ထင်တယ်။ရီယယ်မက်ဒရစ်ရဲ့ဒါကျတော့ပြောင်းလဲနေတဲ့အခြေအနေပေါ်မူတည်ပြီးတော့အာနုကဒါကြီးကိုလက်ခံသွားမှလက်မခံသွားဘူးလို့တခြားတော့ကြည့်ရအောင်။ဒါပေမဲ့ဖာဘီဂျီရိုမာနိုကဒါခုနကပြောသူပဲ အာနုရဲ့အပြောင်းရှိကိုလုံးဝ nearly dead nearly dead nearly မသိမှ Fabrizio Romano ကဒီအပြောင်းရှိကိုဆွတ်ဆက်ပြီးသူပဲတွန်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရမှာပေါ့နော်အဲ့တော့လက်ရှိမှာအာနုနဲ့ပတ်သက်ပြီးအခုချိန်ထိဒါမရေရမသိကြရဲဆိုတဲ့ဆက်လက်ပြီးဖြစ်ပေါ်နေသေးဖြစ်တယ်နောက်ဆုံးချိန်ထိပါမဆိုဖြစ်သွားနိုင်တဲ့အနေထားတော့ရှိရဲဒါပေမဲ့အခုချိန်ထိနောက်ဆုံးကြားရတဲ့တဲ့နေရာ rumor ကိုဖယ်လိုက်မယ်ဆိုရင်တော့အာနုက Liverpool ကနေပြီးတော့ Real ပြောင်းမှုတော့တာဆူနေသေးဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့ Real ရဲ့လက်ရှိမှာ Tyson နီးပြအပြောင်းလဲကအာနုအတွက်အရေးပါတဲ့အခန်းကဏ္ဍမှာရှိလာမေလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒါကလက်ရှိ scenario တကူပေါ့နော်အဲ့တော့ဘာဒီဘလူဖြစ်လာမယ်ကကျွန်တော်တို့အကုန်လုံးပိတ်ကားပြင်မှာအတူတူကြည့်ရမယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ဒါကလက်ရှိမှာ Liverpool နဲ့အာနုအကြောင်းအနေနဲ့လေးပြောချင်တာပြီးရင်တော့လက်ရှိမှာနောက်ထပ်တစ်ခုအနေနဲ့လာမယ့် New Year ဒီမှာဒါကျွန်တော်တို့ပိုင်ရှင်နေနေနဲ့ဒါကြောင့် Liverpool အသင်းကိုတကယ်ပဲငွေသုံးသွားတော့မှလားဆိုတဲ့အကြောင်းအပြောချင်ရှိတယ် လီဗာပူးအသင်းတွေအခုလက်ရှိမှာတကယ်ကို hot ဖြစ်တဲ့ prospect 3ယောက်တိတိကိုလက်ရှိမှာလီဗာပူးကသတင်းထွက်လာခဲ့တာဖြစ်တယ်။စိတ်ဝင်စားစရာတစ်ခုကလည်းဒီ3ယောက်မှာလီဗာပူးအသင်းတွေနဲ့ခေါ်မယ်ဆိုရင် စာချုပ်ဖြတ်သိမ်းကြီးပေးပြီးတယောက်ကတော့ခေါ်လေးရနှစ်ယောက်ကဒါခုနပေါ်တယ်ညှိရမယ်အဲ့တော့လီဗာပူးကခုနပိုင်းတာလူခေါ်တဲ့နေရာမှာဒါစကားတွေအများကြီးမပြောတော့သိရတယ်မယ်ဒါသူစာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ကစားသမားကိုခေါ်တာတွေများတယ်လီဗာပူးတင်းနေတာကျတော့ဒီ၃ယောက်မှာကလက်ရှိမှာဒါ hot ဖြစ်ပြီးဒါနာမည်အကြီးဆုံး၃ယောက်ဖြစ်နေတယ်အဲ့တော့ပထမအောင်ဆုံးတယောက်ကလက်ရှိဒါပြောရမယ်ဆိုရင်တော့မီလိုကရက်ကက်စ်ပေါ့နော်မီလိုကရက်ကက်စ်ကတော့လီဗာပူးတင်းရဲ့ FG တို့အုပ်စုက Richard Hughes တို့ကလက်ရှိမှာဒါကျတော့ Michael Edward တို့ကိုယ်တိုင်ကစိတ်ဝင်စားတယ်မီလိုကရက်ကက်စ်နေခုလက်ရှိမှာအသက်အရွယ်အဖြစ်လဲငယ်သေးတယ် left back နေရာ left wing back နေရာပြောချင်တာ Robertson ကိုလုံးဝ Robertson ကိုဒါလုံးဝအစားထူးလို့ရနိုင်တဲ့ကစားသမားတယောက်လို့သူတို့အနေနဲ့သတ်မှတ်တယ်။မီလို Caracas ကိုတော့အခုလက်ရှိကြားရတဲ့သတင်းတွေအရဆိုရင်ဒါကြောင့် Liverpool အသင်းအနေနဲ့ဒါဈေးကြီးပေးပြီးဝယ်သွားဖို့တော့စီစဉ်မရှိဘူး။တစ်ဖက်ကတော့ဘုံမောက်ကမီလို Caracas ကိုကြားရတဲ့သတင်းတွေအရပေါင်တန်း40ဒါ Euro 45တန်းပတ်ချလဲဝင်ကျင်ကြတရဝင်ကန့်လန့်မှုတွေဒါကြောင့်တရဝင်ကန့်လန့်မှုတွေရမယ်ဆိုရင်တော့စိတ်ဝင်စားမှုရှိတယ်။အဲ့တော့အမှန်တမ်းပြောမှာဆို Caracas လို့ကစားသမားမျိုးကို Euro 40ပေါင်တန်း40တန်လာမင်းတော့ နေ့တော့ပြောခတ်တယ်ဗျဒီကစားသမားကောင်းတယ်မကောင်းဘူးတော်တော်လေးကိုအစဉ်ပြေတယ်တော်တော်လေးကိုကြည်ရရှူရတော်တော်လေးကိုမိုက်တယ်ကစားသမားတရားဒါပေမဲ့ ပေါင်တန်း40ဆိုတဲ့ကစားဇီးကွက်ကအခုချိန်မှာဒါဘာမှမရနိုင်တဲ့ဇီးကွက်တစ်ခုဖြစ်လာချင်းမှာကရာကတ်ဆိုကစားသမားမျိုးပေါင်တန်း40ပြင်တကယ်ရမယ်ဆိုရင်တော့ okay all right ပေါ့နော်ဒါဒီလိုပုံစံမျိုးအဲ့တော့လက်ရှိမှာဒါကတော့ကောလာဟာလာဇီးတစ်ခုဖြစ်တယ်တကယ်တော့အတိမပြောဒါပေမဲ့လက်ရှိမှာလစ်ဗာပူးတင်ကတော့မီလိုကရာကတ်ကိုတရားဝင်စိတ်ဝင်စားတာကတော့100%ဖြစ်တယ်ဒါပေမဲ့လစ်ဗာပူးတင်နေနဲ့တကယ်၍ဒါမီလိုကရာကတ်ကဒီဇီးမဟုတ်ပဲနဲ့ဟာပေါင်တန်း50တန်း60ပေးရမယ်ဆိုတဲ့ဇီးတစ်ခုဖြစ်လာမယ်ဆိုရင်တော့လစ်ဗာပူးတင်နဲ့ left back နေရာမှာတကယ်ကိုဒါ သူတို့ကိုယ်တိုင်ကြိုက်တဲ့ကြိုက်နေတဲ့သဘောတရားတစ်ယောက်ရှိတာဘဘူးလဲလို့မေးမယ်ဆိုရင်တော့အာနုရဲ့အမွာညီကိုဒါကျွန်တော်တို့တက်တော့ကျွန်တော်တို့ရော့ဘစ်ဆင်ပေါ့နော်ဒါကျွန်တော်တို့အန်တိုနီရော့ဘစ်ဆင်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အမ် လီဗာပူးအသင်းရဲ့စိတ်ဝင်စားချက်ခဲ့တယ်။ကစားသမားကိုတိုင်ကလီဗာပူးတရားလီဗာပူးအသင်းရဲ့ပရိသတ်ဖြစ်တဲ့အတွက်ကြောင့်သူကလီဗာပူးအသင်းကိုပြောင်းရွှေ့ခြင်းတယ်။ဒါပေမဲ့ခုနကပြောလို့မီရိုကရာကတ်စ်တဲ့တကျွန်တော်တို့အာရောဘင်ဆန်နဲ့ကြာကွာတဲ့ချက်ကရောဘင်ဆန်ကနည်းနည်းလေးအသက်အရွယ်ပူကြီးတယ်။ဒါပေမဲ့ခုလက်ရှိမှာရောဘင်ဆန်ကတော့ပရီးမီယာလီးအတွေ့အကြုံလည်းရှိတယ်။ဖူဟန်နဲ့လည်းတကယ်ကိုခြေစွမ်းပြနေတယ်။ဒါရောဘင်ဆန်နဲ့ပြန်ကြည့်မယ်ဆိုရင်ရောဘင်ဆန်ကနည်းနည်းလေးပူပြီးတည်တာ။ဒါပေမဲ့ရောဘင်ဆန်ကဒီနေရာမှာကျွန်တော်အမြင်ကပြောမှာစခန်းစစ်ပိုင်းနည်းနည်းလေးပူကောင်းတယ်အသက်အရွယ်။ဒါပေမဲ့ခုနကပြောမီဂလိုကရာကတ်စ်က potential ရ high ceiling ရအရင်မြင်တယ်။အဲ့တော့ဒီနေရာမှာ ်ဘူးတင်တဲ့ရေရှည်ရစကြည့်မလားဘယ်လိုလုပ်သွားမလဲချက်တော့စောင့်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်သေးကြတခုတော့လီဗာပူးတင်တဲ့မီလိုကရာကက်စ်ဘက်ကိုပဲအဓိကအားရရင်သွားမယ်လို့မြင်တယ်ရောဘင်ဆန်ကိုနိုင်ကတော့လီဗာပူးတင်ကိုပို့ပြီးတော့ပြောင်းရွှေ့ချင်တယ်ကရာကက်စ်လည်းလီဗာပူးတင်ကိုပြောင်းရွှေ့ချင်တယ်တော့အမှန်ပဲဒါပေမဲ့ဒီနေရာမှာဒါကိုတော့တချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်ဘဒုကဘဒုကိုခေါ်သွားနိုင်မလဲဒါကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမဲ့ scenario တခုဖြစ်လာနိုင်မယ်လို့မြင်တယ်ဒါပေမဲ့လီဗာပူးတင်နဲ့လာမယ့်နေရာဒီမှာတေးကြဒီ left back နေရာအတွက်လုံးဝကိုပြုပြင်တော့မှာဖြစ်တယ်ရောဘင်ဆန်ကလက်ရှိမှာအာနီဆိုရဲ့ favorite တော့မှာပါတော့စီမီကတ်စ်ကလက်ရှိမှာအာနူရဲ့ အခုအာနီစလော့ရဲ့တရေရှည်ရစီမံကိန်းတော့မပါဘူးလို့ကြားတယ်အဲ့တော့တေဂျာတခုကရောဘတ်ဆန်ကလာမဲ့နေရာဒီမှာအယံဂုံမှထားမိစီမီကတ်ကိုတော့အာလစ်ဗာပူးတင်နဲ့ရောင်းတော့ရောင်းသွားနိုင်တယ်ဒီဓာတ်တခုရောက်သွားပြီအဲ့လာမဲ့ခုနက left back နေရာမှာလစ်ဗာပူးတင်လာမဲ့နေရာဒီမှာလူခေါ်သွားဖို့တော့ပြင်ဆင်လာခဲ့တယ် ပြီးတော့ခံစင်မှုတွေလက်ရှိမှာစိတ်ဝင်စားခြင်းခံရတဲ့ Liverpool တင်းနေတဲ့ခံစင်မှုတယောက်ကိုလည်းဘုံမောက်အသင်းကပဲခေါ်သွားဖို့ပြင်ဆင်လာခဲ့ဒီတင်းကိုလည်းလက်ရှိမှာ Nazar Kinsella ကနေပြီးတော့ရေးသားထားခဲ့တာဖြစ်ပြီး Telegraph ကအဒီယာကိုနောက်ကနေ support လုပ်ထားခဲ့တာဖြစ်တယ်အဲ့ဒါကဘာကိုပြောချင်တာလဲအခုလက်ရှိမှာ Nazar Kinsella ရေးထားတာကလက်ရှိမှာ Premier League Club League ကနေပြီးတော့ White Sand ဒါကျွန်တော်ဘုံမောက်အသင်းရဲ့ခံစိုက်ကိုစိတ်ဝင်စားနေတယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal Newcastle လစ်ဗာပူးနောက်တစ်ခုက Chelsea ဒီနေ့တင်းကတော့လက်ရှိမှာဒါ center back ကစားသမားဖြစ်တဲ့ဒါ White Sand ကိုစိတ်ဝင်စားနေတယ် Spain ကစားသမားလည်းဖြစ်တဲ့ဒီနှစ်မှာတော်တော်လေးကိုဒူးတက်လာတဲ့ဘုံမောင်ရဲ့ခန်းစစ်ကစားသမားဖြစ်တဲ့ကစားသမားဆိုတော့ဒီကစားသမားကိုလက်ရှိမှာတီယာလောက်ကလာမဲ့နွေရာဒီမှာပေါင်တန်း90စာချုပ်ဖြတ်သိမ်းခြင်းနဲ့ရနိုင်တဲ့အတွက်ကြောင့်မလို့ဒီကလပ်အသင်း၄တင်းကစိတ်ဝင်စားအဲ့တော့ဒါလက်ရှိ Liverpool ရဲ့ဂွေဖြစ်သွားပြီ Liverpool ကစာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ကစားသမားဆိုရင်တော့ဒါအမြဲတမ်းစိတ်ဝင်စားတယ်အဲ့တော့ဒါပေမဲ့ဒီနေရာမှာသူ့ရဲ့ competition တွေဖြစ်တာ Arsenal, Newcastle ဒါကျွန်တော် Chelsea ဆိုတဲ့၃တင်းကသူ့ရဲ့ competition ဖြစ်တယ်အခုလက်ရှိမှာဒီတင်း င်းကိုတော့နဇာကန်ဆယ်လာရေးတဲ့ကြောင့် tier 2 level လောက်တော့ယုံလို့ရတယ်ဒါပေမဲ့ကစားသမားမှာစာချုပ်ဖြတ်သိမ်းခြင်းတန်း90ရှိတာ reality ဖြစ်တယ်အဲ့တော့လက်ရှိမှာ Liverpool သိရတာ Premier League တိုက်တဲ့ challenge တိုက်တဲ့ champion ဖြစ်တာကဘယ်လောက်ထိ wide sand အတွက်အသင်းပြောင်းစီခြင်းဖို့အတွက် လှုပ်ဆော်သွားနိုင်မလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်အဲလက်ရှိမှာ Liverpool သိတဲ့ခံစစ်နေရာအတွက်လဲ Gerard Kwanza က Jogu Mesko ကိုလာမဲ့နေရာဒီမှာဆုံးရှုံးနိုင်တဲ့ကြောင့်ဒီကစားသမားတွေကိုစိတ်ဝင်စားနေအမှန်ပဲဖြစ်တယ်နောက်တစ်တယောက်ကိုလက်ရှိမှာ Liverpool သိနေတဲ့စိတ်ဝင်စားတာ Alexander Isak Isak ရဲ့တရင်းတွေကလက်ရှိမှာ Holy Jesus ကိုတတ်နေပြီမဲ့ Liverpool သိကစိတ်ဝင်စားတဲ့အဆင့် သားရှိသေးတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကတွာကွန်ပြပအောင်အားလုံးမကြူတမရဲကောင်းမွန်တော်ဒီနေ့ဖြစ်ပါစေဆုမောင်းတောင်းပြီးနေပဲ ျွန်တော်တို့နောက်ဗီဒီယိုမှပြန်တွေ့တာပေါ့ပေါ်လုံးပွဲတကူကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါ့အောင်ကူညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment အနေနဲ့မှာလည်း Youth Sport Media 3.0ဆိုတော့ TV4U တွေလည်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးပြုကျွန်တော်အားပေးလို့ရပါရဲ့မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးစားပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ ျွန်တော်တို့တွေနောက်မှ AACC တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မာကလစ်ပြကြအောင်ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ဒီပါဗျ